လုပ်ငန်းတွေကြရှုံးရခြင်းရဲ့အဓိက အချက်တစ်ချက်ကိုပြောပါဆိုလို့ရှိရင်တော့ကျွန်တော်အခုပြောပြမယ်အချက်တစ်ချက်ဖြစ်နေမယ်အဲ့တော့လုပ်ငန်းစလုပ်တော့မဲ့သူတွေလုပ်ငန်းရှင်တွေကသူတို့ကဒီလုပ်ငန်းအပေါ်မှာပတ်ရှင်ရှိတယ်ဒီလုပ်ငန်းကိုချစ်တယ်ဒီလုပ်ငန်းကိုအောင်မြင်အောင်လုပ်ချင်တယ်သူတို့မှာပတ်ရှင်ရှိတယ်ပြီးတော့ motivation လည်းရှိတယ်အာငါလှုပ်တော့မယ်ကွာစလှုပ်တော့မယ်ကွာငါအပြတ်လှုပ်မယ်ကွာအောင်မြင်အောင်ချမယ်ကွာဆိုတော့ motivation လည်းရှိတယ် အဲ့တော့တို့က passion လည်းရှိတယ် motivation လည်းရှိတယ်အဲ့ဒီလုပ်ငန်းကအောင်မြင်ပြီလားမအောင်မြင်သေးပါဘူးတစ်ခုကြံနေသေးလို့ပါအဲ့တော့ဘာတစ်ခုလဲဆိုတော့ plan ပါ business plan တစ်ခုကြံနေသေးတဲ့အတွက်ကိုယ်မှာ motivation ရှိရှိသလား passion ရှိရှိသလားအရှုံးနေရှိနိုင်ပါတယ်အဲ့တော့ကျွန်တော် business plan ဆွဲမထားတဲ့အခါမှာကိုယ့်ရဲ့လုပ်ငန်းကအောင်မြင်နိုင်လားမအောင်မြင်နိုင်လားမသိနိုင်ပြီးတော့ကိုယ့်ရဲ့လုပ်ငန်းကဘယ်ကစတင်ရမှန်းလဲသိမှာမဟုတ်ဘူး တော့ကိုယ့်ရဲ့လုပ်ငန်းကိုလူတွေသိအောင်လာပြီးတော့မှဝယ်အောင်စ조사နိုင်မှလည်းမဟုတ်ဘူးဒါဒီကျွန်တော်တို့က business plan မရှိခြင်းအားဖြင့်ဖြစ်လာမယ့်ပြဿနာတွေပါအဲ့တော့ဘာဖြစ်လဲဆိုတော့အဲ့ဒီပြဿနာတွေဖြစ်ပြီဆိုလို့ရှိရင်ကျွန်တော်တို့လုပ်ငန်းကစဖွင့်လိုက်တုန်းကတော့အဆင်ပြေတယ်နောက်၂လ၃လ၄လ၅လ၆လကြာလာတဲ့အခါမှာဘာဖြစ်မှလဲဆိုတော့အဲ့လုပ်ငန်းက fail ဖြစ်ဖို့များသွားပြီ။ကြောင်းလို့ကျွန်တော်က business plan ဆွဲဖို့တိုက်တွန်းနေတာ တော့အခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်ရေလုပ်ငန်းရှင်တွေဒီလေကိုယ့်ရဲ့လုပ်ငန်းကအခုမှစတာပဲဖြစ်ဖြစ်စထားတာကြာပြီပဲဖြစ်ဖြစ်စတော့မှာပဲဖြစ်ဖြစ်ခိုင်မာတိကျတဲ့ business plan ဆွဲထားဖို့လိုတယ်အဲ့တော့ကျွန်တော်ခဏခဏပြောလို့ကျွန်တော်ဆိုလို့ရှိရင်တော့ကိုရောကစီးပွားရေးတွေကလုပ်တယ်။ဘာစီးပွားရေးအကြောင်းမှနားလဲတာမဟုတ်ဘူး။နော် passion ရှိလို့ထားလုပ်တယ်။ motivation ရှိလို့ထားလုပ်တယ်။ဘာဖြစ်လဲလုံတိုင်းရှုံးတာပဲ။နောက်တော့ကျွန်တော်ဘာဖြစ်လဲဆိုတော့ plan ဆွဲတတ်တဲ့အကျင့်လေ့ကျင့်ထားတယ်။သင်ယူထားတာ ဲ့တော့လုပ်ငန်းတစ်ခုစတော့မယ်ဆိုလို့ရှိရင် okay စပြီဟောဒီလုပ်ငန်းကငါအတွက်မျက်နှာကြီးရှိလားမရှိဘူးလားအော်ဒီလုပ်ငန်းကဈေးနှုန်းအသက်သာဆုံးဖြစ်အောင်အနည်းဆုံးဖြစ်အောင်ကဘယ်လိုလုပ်ရမလဲအဲ့တော့ financial နဲ့ပတ်သက်ပြီးတော့မှငါဘာတွေသိထားရမလဲအဲ့တော့အရှုံးမြင့်စင်းတွေကဘယ်လိုလုပ်ရမလဲ cash flow တွေဘယ်လိုလဲပတ်အောင်လုပ်ရမလဲနောက် balance sheet ကိုဘယ်လိုအကောင်းဆုံးခိုင်မအောင်လုပ်ရမလဲဖြစ်ပြီးဆိုလို့ရှိရင် staff plan နောက်ဝန်ထမ်းတွေကအကောင်းဆုံး through တော့ဘယ်လိုအစီအစဉ်မှန်တွေဆွဲထားရမလဲ marketing plan နောက်လာမှာเนาะ marketing ကဘာတွေလုပ်မလဲ plan တွေဘယ်လိုဆွဲမလဲအဲ့ plan တွေကိုငါတို့ဘယ်လို follow လုပ်မလဲနောက် sale plan ဘာပြီးဘာရောင်းမှာလဲအဲ့တော့ကျွန်တော်ဒီခေတ်မှာကျွန်တော်တို့ကကိုယ့်စီကိုလာဝယ်တဲ့သူကိုတစ်ခုလာဝယ်တစ်ခုပဲရောင်းနိုင်ရုံနဲ့မရတော့ဘူး နော်အဲ့တော့ဘာလို့ဖြစ်လဲ sales plan နဲ့ရေးကြည့်တယ်ခုနကကျွန်တော်ပြောတဲ့ marketing plan ဆိုရင်ပိုးတော်ရေးကြည့်သေးတယ်အဲ့တော့တို့ဒီခေတ်ကြီးတွေမှာ noise တွေကြီးပဲ social media ပေါ်တက်ကြည့်လိုက် noise တွေအဲ့တော့နေရာတိုင်းမှာသွားကြည့်လိုက် noise တွေအဲ့တော့အဲ့ noise တွေတွေကကြော်ပြီးတော့မှကိုယ့်ရဲ့လုပ်ငန်းအကြောင်းကိုလူတွေစိတ်ဝင်စားဖို့ကိုယ့်ရဲ့ brand ကိုလူတွေသိဖို့ကိုယ့်ရဲ့ brand ကိုလူတွေကစိတ်ဝင်တစားနဲ့လာပြီးတော့မှမင်းမြန်ဝယ်ယူကြဖို့ဟာတိတ်ကိုခက်ခဲတယ်ဒါကြောင့်မလို့ marketing plan ရေးကြည့်တယ်ဆိုတာပေါ့ ပြောတာအဲ့တော့ business plan ဆွဲရဲဆိုတာခုနအရာတွေအားလုံးကိုကျွန်တော်တို့စာရွက်ပေါ်မှာချရေးချရေးပြီးတော့မှအဲ့ဒီ plan နေအတိုင်း step by step follow လိုက်သွားတာကိုပြောတာဖြစ်ပါတယ်။တေချာရဲကျွန်တော်တို့က plan ဆွဲပြီးတော့မှလုပ်ငန်းတစ်ခုလုပ်တာကတော့မားရင်တောင်မှအမားသေးသေးပဲဖြစ်နေမယ်။လုံးဝ plan မဆွဲဘဲနဲ့စဉ်းကန်းတိုးလို့သွားတာကတော့ကျွန်တော်တို့ဆုံးရှုံးနိုင်ရည်တိတ်ကိုများတယ် ရောက်လို့ကျွန်တော်ကလုပ်ငန်းတစ်ခုလုပ်တော့မဆိုရင် plan ဆွဲ plan ဆွဲအဲ့ဒါကိုကျွန်တော်ခဏခဏပြောတာเนาะအဲ့တော့အခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်လုပ်ငန်းရှင်တွေကကိုယ်ကိုယ်တိုင် business plan ဆွဲတတ်တယ်ဆိုလို့ရှိရင်ဆွဲပါဆွဲပြီး follow လုပ်ပါအခင်၍ business plan ဆွဲဖို့အတွက်ကိုယ်မှာအခက်အခဲရှိတယ် knowledge ကလည်း limit ဖြစ်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်နဲ့အတူတူလာပြီးတော့မှဆွဲပါလာမယ့် normal 30ရက်နေမှာเนาะကျွန်တော် business plan သင်တန်းဖွင့်ဖို့ season ထားတယ် business plan သင်တန်းဝင်တော့ကျွန်တော်က instant business plan ဆိုပြီးတော့မှပေးထားတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ AI နဲ့အတူတူဆွဲလို့ရအောင် အဲ့တော့ AI ကိုတော့အဓိကသားပေးပြီးသင်မှာမဟုတ်ဘူး။ဒါပေမဲ့ business plan ဆွဲတဲ့အခါမှာ AI နဲ့ဘယ်လိုဆွဲရမလဲဆိုတာကိုလည်းကျွန်တော်သင်မယ်။အကြောင်းမို့ကျွန်တော်နဲ့အတူလာပြီးတော့မှဆွဲပါ။အဲ့တော့ကျွန်တော်အတူတူ business plan ဆွဲပြီးသွားပြီဆိုလို့ရှိရင်သင်တတ်ပြီးသွားပြီဆိုလို့ရှိရင် solid business plan ကြီးထွက်လာလိမ့်မယ်။အဲ့ဒီ business plan ကို follow လုပ်အဲ့ဒီ business plan တိုင်းသွားမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့လုပ်ငန်းကအောင်မြင်ဖို့အတွက်အခြေအနေများလိမ့်မယ်အခြေအနေကောင်းလိမ့်မယ်ကြာရှုံးဖို့အတွက်လမ်းစာတွေနည်းပါလိမ့်မယ်ဒါကြောင့်ဒီသင်တန်းကိုလာပြီးတော့မှမဖြစ်မနေ join ပါအဲ့သင်တန်းကြီးကိုလည်းကျွန်တော်အများကြီးကျွန်တော်လုပ်မထားဘူး ်5သိန်းနဲ့ပဲကျွန်တော်တတ်မှတ်ထားတယ်5ရက်တိတိကျွန်တော်နဲ့အတူ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 ဆွဲရအောင်ပါနော်အဲ့တော့ business plan တင်တဲ့တင်ကိုတက်ချင်တယ်ဆိုလို့ရှိရင်တော့ comment မှာ IBB လို့ရေးခဲ့လို့ရသလို messenger ကနေတွားပြီးတော့လေ IBB တက်ချင်ပါလေပြောပါအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ရေး team ကနေအကူအညီပေးပါလိမ့်မယ်ဒီကြောင့်အနေနဲ့ပြီးတော့မှ activity video ကြည့်နေတဲ့လုပ်ငန်းရှင်တွေဒီကျိုးစုတွေရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဒီ video ဆုံးဖြတ်ကြည့်ပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ကုညံလေးအောင်ပါမိငါရှိတော့နေပြီဖြစ်ပါစေ